ဒေါ်တသက်ခိုင်ရွေးကောက်ပွဲဝင်ပြိုင်လို့မရတော့ဘူးတဲ့အပိတ်ခံလဲရတယ်။ဘာဖြစ်လို့လဲဆိုရင်အကျွေးမပေးလို့တဲ့အကျွေးကဘလောက်တောင်များသလဲဆိုရင်ကံဘောဇဘန်ကကျက်ဘီလီယံပေါင်း100ကျော်တောင်ချိငါထားတာတဲ့။တကမာကြီးတော်အောင်ဆန်းစွကြည့်ကိုစော်ကားပုတ်ခတ်တာမကြသေးဘူး။ဒံပြန်ခတ်ခံလဲရတယ်။သူတော်ကောင်းကိုစော်ကားဒံဆယ်ပါတဲ့။တော်သေးတာပေါ့ကံကောင်းလို့မြည်မမြူသေးတာ။ သူတော်ဘာကိုအပုတ်ချပြီးနေရာရမယ်လို့ထင်ခဲ့တာမေတ္တာဆိုရင်တိတ်ကြောက်ဖို့ကောင်းတယ်သူဝင်ကြီးချုပ်ဖြစ်ချင်တာအခုမှပဲသဘောပေါက်တော့တယ်သူဝင်ကြီးချုပ်ဖြစ်ရင်တိုက်ပြည်ရဲ့တရားစတဲ့တွေကိုခိုးယောင်ပြီးတော့သူ့အကျွေးတွေဆက်မလို့ထင်ပါတယ်ဗျာတော်သေးတာပေါ့မင်းအောင်နိုင်ကသူ့ထက်တကွက်ကြုံမြင်လို့မွေမွေချင်းချင်းမြင်နေဆိုတာဒါမျိုးကိုပြောတာပဲတခိုးကြီးတွေကနောက်တက်လာမဲ့တခိုးတွေကိုနေရာမပေးဘူး